ေဆုံချင်းတရားကကြောက်စရာအရန်ကောင်းပေမဲ့ဂျီပါရနတီမြို့မှာကတော့လူတွေကတေဆုံချင်းကို celebrate လုပ်ကြပါတယ်လူတွေတင်ရင်ပျော်ရွှင်ကြတယ်ပြီးတော့ဟိန်ဒူဘာတာဝန်တွေကလည်းဒီမြို့မှာသူတို့ရဲ့နောက်ဆုံးချင်းကိုမိတ္တူခံချင်ကြတယ်အဲ့ဒီယူဆကြောင့်မလို့လေအိန္ဒိယနိုင်ငံဘရာနတီမြို့မှာ jet hotel လို့ခေါ်တဲ့တေဆုံချင်းကိုစောင့်ဆိုင်ကြတဲ့ hotel တွေအများကြီးရှိနေပါတယ် welcome to varanasi varanasi ဘနာရတ်ခါရှီလို့သုံးမျိုးခေါ်ဆိုကြတဲ့ဗရဏတိမြို့ကြီးကနေပြီးမှကြိုဆိုပါရယ်။လောကရဲ့နှစ်ပေါင်း3000ကျော်ကလေးကတရှိလာတဲ့ဒီမြို့ဟာကမ္ဘာပေါ်မှာရှိအကျဆုံးမြို့တွေထက်တစ်မြို့ဖြစ်ပါရယ်။ဟင်ဒူဘာတာဝန်တွေအတွက်ဆိုလို့ရှိရင် Holy City တစ်ခုဖြစ်ပြီးတော့မှခေတ်ကမြေကြီးကဒီမြို့ကိုဖျက်ပြီးတော့မှစီးဆင်းနေပါရယ်။ဟင်ဒူဘာသားရဲ့အယူဆအရဆိုလို့ရှိရင်ခွလွန်သူတွေရဲ့အလောင်းရင်ကိုခေတ်ကမြေကန်နေပြီးမိသချို့ချင်းအဖြစ်ခွလွန်သူတွေဟာနဘဝတစ်တစ်ခုဖြစ်ခြင်းကိုရပ်တက်စေတယ်လို့ယုံကြည်ကြပါရယ်။ဗရဏတိမြို့ဟာရှိဝဖျား ရှင်ရဲ့မြို့ဖြစ်ပြီးတော့မှဒီမြို့မှာဆိုလို့ရှိရင်ဟိန္ဒူဘုရားကျောင်းတွေကမေမတွေ့နိုင်အောင်တည်ရှိပါတယ် City of Tempes City of Dead လို့တင်စားထားတဲ့ဗာရာဏသီမြို့ကြီးကိုလေ့လာကြရအောင် ဟောလီပွဲတော်ရဲ့နောက်ဆုံးနေ့တနေ့မှာဗာရာဏသီမြို့ကြီးကိုရောက်လာခဲ့ပါတယ်။ဟေရူဘာတောင်ရင်ရဲ့အရေးပါဆုံးဟောလီပွဲတော်ကာလဖြစ်တာမလို့ဗာရာဏသီမြို့ကြီးမှာတော့အိန္ဒိယနိုင်ငံအနက်ပြားကဖျားဖူးခီးတွားတွေနဲ့အရန်ကိုမှစီကားနေပါတယ်။ဗာရာဏသီမြို့ရဲ့လမ်းကျော်လမ်းကြောင်းကိုရောက်နေပေါ့နော်ဒီမှာဆိုလို့ရှိရင်နေရာမှာဆွဲခွဲအယုတ်တွေအများကြီးတွေ့ရတယ်အရန်လာတဲ့ဒီကားတွေဒီလမ်းလျှောက်လို့မဆွဲခွဲရပေါ့နော်ပတော်လာတယ်အိုးလျှောက်လို့မဆွဲခွဲရတွေ့ရအရန်လာတယ် ြားချောင်းတွေမှာဖျားဝတ်ပြုသူတွေကိကမြင့်ထဲမှာရင်းနှစ်ပြီးတော့မှဆူတောင်းကြတဲ့သူတွေရေချိုးကြတဲ့သူတွေစာဒူးကြီးတွေကိကမြင့်ကနေဘေးအလောင်းတွေမီးရှို့နေတဲ့မြင်ကွင်းတွေအိုဟောင်းနေတဲ့လမ်းချိုလမ်းကြားဈေးဆိုင်တွေဟာဘာနတီမြို့ကြီးရဲ့ပုံရိပ်တွေဖြစ်ပါတယ် ဗာရာဏသီမြို့ကြီးကိုလက်ပတ်ရင်းနဲ့မှ တွေ့ခဲ့တဲ့စိတ်ဝင်စားစရာအကောင်းဆုံးစိတ်ပိုင်းဖြစ်တဲ့ တေချင်းတရားနဲ့ဗရဏတိဆိုတဲ့အကြောင်းကိုအရင်ဆုံးပြောပြပါမယ်။မြစ်ကံဘေးမှာအလောင်းတွေမြင်းရှို့တာကတော့အရင်ကတည်းကကြာဖူထားတာဖြစ်တာကြောင့်မလို့သိပြီးတော့မှမထူးဆန်းပေမဲ့အထူးဆန်းဆုံးတွေ့ခဲ့တဲ့ဟာနှစ်ခုရှိပါတယ်။တရစ်မှာလမ်းကြာချစ်ချင်းလေးထဲမှာဒင်းချင်းတောက်နေတဲ့အချိန်မှာပေါ့နော်။ရုတ်တရစ်ကြီးလင်မောင်ရောင်ပိတ်စားနဲ့အုပ်ထားတဲ့အလောင်းကိုထမ်းပြီးတော့မှလူတစုကဖြတ်သွားတယ်။ပါဇက်ကလည်းသူ့ရဲ့ဂါထာမန်တန်လေးကိုရွတ်သွားတယ်ပေါ့နော်။တကယ်ဥမာလေးရုတ်တရစ်ကြီးမမျောနဲ့ပဲနဲ့မြင်းဝါချစ်ချင်းတွေ့လိုက်ရတဲ့မိခွင်ဖြစ်ပါတယ်။အဲ့ဒီအချိန်မှာလူကအရန်ကိုမှရုတ်တရစ်ဆိုတော့လက်သွားတယ်ပေါ့နော်။ ဒါပရမဆုံးအချိန်ကိုဘေးနာကဲ့ရဲ့အလောင်းထန်းသွားတာကိုမြင်ဖူးခြင်းဖြစ်တာမလို့တော်တော်လေးကိုမှလက်သွားတာဖြစ်ပါတယ်။နောက်ပိုင်းအလောင်းတွေကတလောင်းပြီးတလောင်းအရှိရနေပြီးမှဒီလန်ဂျာချစ်ချင်းလေးထရနေပြီးမှပဲဖြစ်သွားတယ်ပေါ့နော်။ဒါကဗာရာဏသီမြို့မှာနေစဉ်ဘဝမှာမြင်တွေ့ရတဲ့မြေခွေးမဲဆိုတာကိုမှနားလည်လိုက်ပါတယ်။ဒီမြို့မှာကကြတော့သူဖရဆာလုပ်ငန်းစီးပွားရေးကအရန်ကိုမှကြည်တဲ့လုပ်ငန်းတစ်ခုဖြစ်ပါတယ်။နေကံပေးမှာဆိုလို့ရှိရင်ချင်းရောင်းတဲ့သူတွေလည်းအများကြီးရှိတယ်။ချင်းကိုသူတို့ကချင်းခွင်းနဲ့ချင်းရောင်းပါတယ်။ဒီနေ့ကိုအလောင်းကနေညာမပြတ်ကိုမှမိတိချိုရရတယ်လို့ သိရပါတယ်။အမြင့်ကံပေးရဖះเจ้าမှထုံညှိထားတဲ့မိဆောက်ကိုယူပြီးတော့မှဒီအလောင်းကိုမိတချို့ရတာဖြစ်ပါတယ်။ဒီနေ့ကိုအလောင်းကယာချီတချို့ရရလို့သိရပါတယ်။ဗရဏတိမြို့မှာဆိုလို့ရှိရင်စုစုပေါင်းစိတ်ကံပေါင်း84ခုရှိပြီးတော့မှအလောင်းမိတချို့ရဲ့စိတ်ကံဆိုပြီးမှတည်တံ့ကိုရှိလာဖြစ်ပါတယ်။စိတ်ကံမှာဆိုလို့ရှိရင်မိတချို့လုပ်ငန်းကိုလုပ်တဲ့သူတွေလိမ့်လာတဲ့သူတွေနဲ့တော်တော်လေးကိုမှစီကားနေတာကိုတွေ့ရပါတယ်။တွေ့ရတဲ့လောက်ကတော့အလောင်းကိုဒီလမ်းကြားလေးကိုဖြတ်ပြီးမှတည်လာပြီးတော့ဒီညစ်ထဲမှာရင်းနှစ်လိုက်တယ်။အဲပြီးလို့ရှိရင်ဒီအလောင်းကိုပေါ့ ါ့နော်ထင်းမိဖို့ဘောတင်လိုက်တယ်ပြီးမှမိရှုပြီးမှရလာတဲ့အပြာကိုမြစ်ထဲကိုမျောတယ်ဘောနော်နောက်ထပ်စိတ်ဝင်စားချက်တစ်ခုကတော့ဟိန္ဒူဘာတာဝန်တချို့ဟာဗာရာဏသီမြို့မှာဒီလိုမျိုးမြစ်ကန်ပြီးမှမိတချို့ခံချင်ကြတဲ့အတွက်ကြောင့်မို့လို့ဒီမြို့မှာတည်ဆုံဖို့အတွက်တည်ဆုံခြင်းကိုလာပြီးမှစောင့်ဆိုင်ကြပါတယ်အဲ့ဒါကြောင့်မလို့လေတည်ဆုံခြင်းကိုလာပြီးမှစောင့်ဆိုင်နိုင်တဲ့ဒေဟိုတယ်ဆိုတဲ့ဟာမျိုးလေဒီမြို့မှာအများကြီးပေါ်ပေါက်လာတာဖြစ်ပါတယ် ဗာရာဏသီမြို့ကိုရောက်တုံသွားလေးလာဖြစ်ခဲ့တဲ့ရှေးအကြဆုံးဒက်ဟိုတယ်တစ်ခုအကြောင်းကိုပြောပြပါမယ်ဒီဟိုတယ်ကဖွင့်ထားတာ1958ခုနှစ်ကတည်းကလို့သိရပါတယ်သွားခဲ့တဲ့ချိန်ကညနေ6နာရီတိတိကျကြီးမှရောက်သွားတယ်ပေါ့နော်ဖြောက်သွားတဲ့အခါမှာဒီမီအလင်းရောင်ကြောက်ကောပြီးတော့မှဒီအဆောက်အုံရဲ့အိုဟောင်းမှုတွေကြောင့်ကိုအရင်ကမှလက်စရာကောင်းပါတယ်စစ်တစစင်းရုံတစ်ခုကိုရောက်သွားတဲ့ feeling မျိုးကိုရတယ်တော်တော်လေးကမှကြောက်စရာကောင်းတယ်လို့ခံစားရတယ်ပေါ့နော်ဒီဟိုတယ်ထဲကိုဝင်သွားတဲ့အခါမှာ လိုက်ပြပေးတဲ့သူကတော့ပေါ့နော်တက်ပုံမရိုက်ဘူးသူကတောင်းဆိုပါတယ်သူစိတ်ခွတ်တောင်းပြီးတော့မှဒီလူမရှိတဲ့အခန်းကိုတက်ပုံရိုက်ခဲ့ပါတယ်တကယ်လူနေတဲ့အခန်းကိုလည်းသူကဖွက်ပြပေးပါတယ်အဲ့ထဲမှာဆိုလို့ရှိရင်အရန်အစ်စ်ကြီးနေတဲ့အဖွားတယောက်တွေ့ခဲ့ပါတယ်သူကပေါ့နော်ဒီဟိုတယ်ကိုလာပြီးတော့မှသူ့ရဲ့တင်လေးကိုလာပြီးမှစောက်ဆိုင်နေပေါ့နော် သူ့ရဲ့တပ်သမီးတွေလည်းဒီမှာဘေးမှာတွေ့ခဲ့ပါဗျ။ဒီဟိုတယ်ရဲ့စီမင်းကကြတော့15ရက်ပဲနေခွင့်ရှိတယ်။15ရက်ပြည့်လို့မှဒီတယောက်ကမတည်လို့ရှိရင်ဒီဟိုတယ်ကနေပြီးမှချစ်ကောက်လုပ်ပေးရတယ်ပေါ့နော်။ဒီဟိုတယ်မှာနေလို့ရှိရင်ပတ်စံကပေးစရာမလိုပေမဲ့ဒီရူပီ20တော့ပေါ့နော်။လက်စင်မီဖို့တော့ပေးရပါတယ်။သူတို့ကလည်းတေခါနီးပေါ့နော်အရန်ကမှအသေးအံဖြစ်နေတဲ့လူနာတွေကိုပဲအကြီးကထားပြီးတော့လက်ခံတယ်လို့သိရပါတယ်။အိန္ဒိယပြည်အနက်ပြားမှာရှိတဲ့လူတွေကဒီကုတ္တခါကိုမှဒီဘာရနတီမြို့ကိုလာပြီးတော့မှတေဆုံးမဲ့ချေကိုလာပြီးမှစောင့်ဆိုင်ကြတာဖြစ် ဖြစ်ပါတယ်ပိတ်ဆံအရင်ရှိတဲ့သူတွေဆိုလို့ရှိရင်တော့ဗောနောဒီဘာနတီမြို့မှာလာပြီးတော့မှဟိုတယ်တွေအိမ်တွေငားပြီးတော့စောက်ဆိုင်လို့ရတယ်ဗောနောအိန္ဒိယပြည်ကလူဒန်းစားမျိုးစုံရှိတဲ့အထက်ပါတော့အဒါကြတော့ဗောနောဒီပုံမှန်လူတွေအတွက်တကူးတကောက်ကိုမှဖွင့်လှစ်ပေးထားတဲ့ဟိုတယ်တွေလို့ထင်ပါတယ်ပိတ်ဆံလည်းအများကြီးကုန်ကျစ်မများပဲနဲ့ဗောနောနေလို့ရအောင်ဆိုပြီးမှလုပ်ပေးထားတဲ့ဒီတက်ခွေတာပုံစံမျိုးလို့ထင်တယ်ဗောနောအော်အန်ဒါမေလိုင်းလဂါလီယာအော်အန်ဒါမေလဂါလီယာအန်ဒါရောဂျေ da <inaudible> Gracias.